ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာမော်တော်ယာဉ်နဲ့ထွက်လာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမတ်လ19ရက်နေ့မနက်ပိုင်းကကြားပြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံနေသေဆုံးခဲ့တယ်လို့မြင်းကြံခရိုင်အမှတ်လေး30တရင်နထိုးကြီး People Defense Force ကပြောပါရတယ်။ ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာတရုံမြို့နယ်စကားအင်းအမြန်လမ်းရဲစခန်းကနေရဲကားတစီအင်းစီကားနှစ်စီးနဲ့ကင်းပတ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမိုင်းတိုင်319အနီးနားမှာမဟာမိတ်အဖွဲ့တွေကစူပောင်းတိုက်ခိုက်ခဲ့တာကြောင့်လို့ MPDF ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုမှာမျက်မြင်တွေ့ရှိသူတွေရဲ့သတင်းပြန်ပို့ချက်အရတိုက်ဆုံသူ9ဦးရှိပြီးဒဏ်ရာရတဲ့သူတွေကထပ်ပြီးထိခိုက်တိုက်ဆုံတာရှိတယ်လို့သိရပါရယ် ပကဖပူပေါင်းတက်ဖွဲ့တွေဘက်ကတော့ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့မြင်းကြံခရိုင်တရင်လေး30တောင်ဝန်ခံကိုစိုးအောင်က DPP ကိုပြောပါတယ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေတိုက်ဆုံထိုင်ရရနဲ့ပတ်သက်ပြီး DVB အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ခီးသွားမော်တော်ယာဉ်နဲ့နှစ်နာရီနီးပါးရနာဆောင်ဆိုင်ခဲ့ကြပြီးတိုက်ပွဲပြီးအမြန်လန်းမိုင်းတိုင်အမှတ်319ကနေ321မိုင်အထိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအင်အားတုံ့ပြန်ချထားတယ်လို့လည်းခီးသွားရမောင်းနေစီကနေသိရပါပါတယ်ခင်ဗျာ။